thank uh you -huh. င်္ဂလာပါရှင်ခစ်တ News ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်အာရှလမ်းမကြီးပေါ်ရှိအောင်စင်ရစစ်ကြောင်းရဲ့နောက်တန်းကိုကရေးတက်စကန်ကိုတော်လိုင်းပူပေါင်းတပ်သိမ်းပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်ကွန်ကရစ်မြို့အနီးအာရှလမ်းမကြီးပေါ်ရှိစစ်ကောင်စီရဲ့အောင်စင်ရစစ်ကြောင်းနောက်တန်းကိုကရေးတက်စကန်ကိုတော်လိုင်းပူပေါင်းတပ်တွေကမေလ၁၄ရက်မှာသိမ်းပိုက်ရရှိခဲ့ပါတယ်ကွန်ကရစ်မြို့နယ်နှမိုင်ကျောင်းအကွာရှိအောင်စင်ရစစ်ကြောင်းရဲ့နောက်တန်းကိုကရေးတက်စကန်ကိုအမျိုးသားလူမျိုးရေးတပ်မတော် KNL PDF ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ် ဒီမနက်လေနေရာတစ်ခုထပ်ရတဲ့အာရှလမ်းပေါ်ကကော့ဂရိတ်အနီးတနေရာပါလို့သတင်းရင်းမြစ်တွေကပြောပါရယ်။စကန်းသိန်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သေးဆုံးမှုရှိရလို့လည်း၎င်းကထပ်ပြောပါရယ်။ဒါပေမဲ့စစ်ကောင်စီတပ်သေးဆုံးမှုအရေးအတွက်နဲ့တိုက်ပွဲအတွင်းလက်နက်ခဲယံများရရှိမှုပေါ်ပြောဆိုခြင်းမရှိပါဘူး။2024 AP ကကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ PDF ပူးပေါင်းတပ်တွေကမြ ாரி မျိုးရှိတင်ငန်းညီနောင်ပြူဟာ၄ကီကော်နဲ့မြ ாரி မျိုးဆောင်တပ်ခမာယာ295တိုင်ရင်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါရယ်။အဆိုပါနေရာများကိုပြန်လည်ထိန်းချုပ်မယ်လို့ဆိုပြီး ြီးအာနာသိန်းစက်ကောင်စီရဲ့ဒုတိယကောင်ဆောင်ဒုတိယဘူဇုံမူကြီးစိုးဝင်းကိုရိုင်းကိုကဲနေနိုင်ငံတော်အစင်အောင်စီယာစစ်စင်ရေးလို့အမည်ပေးပြီးတမ55ဦးဆောင်နေအင်အားထောက်နေရကမ်းပါအောင်စီယာစစ်တောင်းက EP9 ရက်ကစပြီးဖန်အန်နဲ့မော်လမြိုင်ဘက်မှခြေတက်လာခဲ့ပါတယ် လေးရက်နဲ့မြောက်ရီမျိုးရောင်းချီတက်မယ်လို့ကြွေးကြော်ခဲ့တော့လေတနေ့ကြော်ကြတဲ့အထိဒေါနာတောင်ပေါ်တောင်းတော့ရေကောင်မှာရှေ့ဆက်မတွနိုင်တော့ပဲပြိမိနေခြင်းဖြစ်ပါတယ်ဒီလိုပြိမိနေသူတွေကိုအင်အားဖြည့်တင်ဖို့အောင်စရာစစ်ကြောင်းရဲ့နောက်တန်းကိုကေအီတက်စကန်အဖြစ်ကော်ဂရိတ်မျိုးအထွန်းအာရှလမ်းမကြီးပေါ်မှာစစ်ကြောင်းစတင်ထိုးတဲ့2024 EP ကလေးကအထိုင်ချတက်ဆွဲခဲ့ပါတယ်အဆိုပါနောက်တန်းတက်စကန်ကို KNL PDF ပူပေါင်းတက်တွေကပိတ်ဆို့ဖြတ်တောက်ထားပြီးရင်နောက်ဒေါ်လိုင်းပူပေါင်းတက်တွေကမေလ17ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးမေလ14ရက်မနက်ပိုင်း င်းမှာတင်ပိုက်ခဲ့တယ်လို့နောက်ထပ်စည်ရည်တည်ရင်မြင့်တုံကပြောပါရယ်ဒေါနာတောင်ပေါ်ကတော့ငြိမ်သွားပြီးပိတ်ဆို့ထားလိုက်ပြီးအောက်ဘက်မှာတော့ပွဲအတော်လေးကျန်းနေရယ်လို့ကွန်ကရစ်ဒေသရှိ PDF ရဲဘော်တောင်ကပြောပါရယ်ကရင်မျိုးသားစည်းရုံး KNU ရဲ့တမဟာချောင်းနေမြေရှိကွန်ကရစ်မြို့ဝင်းကျင်နဲ့ကွန်ကရစ်မြို့မှာဒေါနာတောင်ပေါ်တောနောရီတကွန်အထိနေရာယူထားတဲ့အောင်စရာစစ်ကြောင်းကို KNL PDF ပူပေါင်းတပ်တွေကအပိုင်းလိုက်ဖျက်တောက်ထားပြီးအခုလပိုင်းတွင်အဆိုပါနေရာတွေမှာနေ့စဉ်တိုက်ပွဲများပြင်းထန်နေရယ်လို့ကရင်စည်ရည်တည်ရင်မြင့်ကပြောပါရယ်ကွန်ကရစ်မြို့ တောင်ပိုင်းနဲ့မြောက်ပိုင်းနေရာတွေမှာတိုက်ပွဲပြင်းထန်နေပြီးကွန်ကရစ်နဲ့ကြုံတုံးမြို့လမ်းပိုက်တခြားမှာလည်းတိုက်ပွဲပြင်းထန်နေရလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ AB တတိယပတ်တွင်ကလည်းကော်ဂရီမျိုးအဝင်ရှိစက်ကောင်စီရဲ့အမှန်ဆက်နေစစ်စင်ကိုကဲမှုဌာနချုပ်နီးမှာတိုက်ပွဲရက်ဆက်ပြင်းထန်ခဲ့ပါတယ်။အဆိုပါနေရာနီးရှိစက်ကောင်စီရဲ့ရင်ခွဲတော်စခန်းကိုလည်း KNL PDF ပူးပေါင်းတပ်တွေကသိမ်းပိုင်ရရှိခဲ့ပါတယ်။ဒါအပြင်ကော်ဂရီမျိုးနယ်ရှိကော်ဂရီကျုံတုံးလမ်းပိုင်းမှာလည်းတိုက်ပွဲများပြင်းထန်နေပြီးတော်လိုင်းပူးပေါင်းတပ်တွေကအဆိုပါလမ်းပိုင်းရှိစက်ကောင်စီစခန်းတချို့ကိုသိမ်းပိုင်ထားတယ်လို့အခြားသတင်းရှင်းပြတွေကပြောပါတယ်။ကော်ဂရီကျုံတုံးလမ်းပိုင်းရှိ၃တိုင်၄တိုင်၅တိုင်စတဲ့နေရာတွေရှိစက်ကောင်စီစခန်းတွေကိုသိမ်းပိုင် ရရှိထားပြီးကြုံတုံမြို့အနီးရှိကိုတိုင်မှာစစ်ကောင်စီကခန်းစစ်ပြင်ဆင်ခုခံနေရလို့ဆိုပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့ကော့ကရစ်မြို့မှာစစ်ကောင်စီကမြို့ငံပြည်သူတထောင်ကျော်ကိုတစားကန်ဖြစ်ထိန်းထားပြီးမြို့ပြင်ကိုထွက်ခွင့်မပေးတော့ပါဘူး။ KNL လေး PDF ပူပေါင်းတပ်တွေကကော့ကရစ်မြို့ဝင်းကျင်ကိုပိတ်ဆို့ထားပြီးမြို့သိမ်းတိုက်ပွဲဖြစ်လာတဲ့ပေါ်ကြောင်းလန့်နေတဲ့စစ်ကောင်စီကမြို့နေပြည်သူများကိုတစားကန်ဖြစ်ပိတ်ဆို့ထားတယ်လို့ကရင်စင်ရေးသတင်းရင်းမြစ်တအုပ်ကသုံးသပ်ပါတယ်။ကော့ကရစ်မြို့ရှိမြို့မှာဖုံးတော်ကြီးကျောင်းဆရာတော်ကပြည်သူများကိုထွက်ခွာခွင့်ပေးဖို့စစ်ကောင်စီထံတောင်းဆို ထားတော်လဲစစ်ကောင်စီကလက်မခံကြောင်းကရင်စီတရင်ရင်မြစ်ကပြောပါတယ်ဒါအပြင်ကော့ဂရိတ်ဒေသမှာစစ်ကောင်စီတပ်သားအများပြားအလင်းဝင်လာနေကြောင်းလည်းစုံစမ်းသိရှိရပါတယ်ကော့ဂရိတ်မြို့သိမ်းတိုက်ပွဲကိုတော်လိုင်းပူပေါင်းတပ်တွေက2023ဒီဇင်ဘာတရမှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်လေးလတာတိုက်ခိုက်ပြီးရဲ့နောက်မြို့ရဲ့80ရာခိုင်နှုန်းအထိတော်လိုင်းတပ်တွေကသိမ်းပိုက်ထိန်းချုပ်ထားပြီးစစ်ကောင်စီတပ်ကမြို့လယ်ရှိအမှတ်69ချင်းလင်းတိုင်ရင်ဌာနချုပ်နေရာမှာသာစုဝေးနေပါတယ်ကြံပိုင်းတွေကို PDF ကထိန်းချုပ်ထားပါတယ် ဒါပေမဲ့2024အပြီးလပိုင်းမှာစစ်ကောင်စီကအင်အားလုံးကြီးနဲ့ထိုးစစ်ဆင်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့တွေကမြို့ရင်းမှာဆုတ်ခွာပေးခဲ့ရပါတယ်။ဒါပေမဲ့2025ဖေဖော်ဝါရီကစပြီးတော်လိုင်းတပ်တွေကကော့ကရစ်မြို့ဝင်းကျင်ကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာရမှာနိုင်စင်တိုက်ပွဲများပြင်းထန်နေကြတာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးပြည်ထိုင်နိုင်ငံဆိုင်ရာမြမတန်မန်ဟောင်းဦးကျော်စွာမင်းကိုတန်တမန်နေအိမ်မှာဖိမပေးမှုနဲ့ပြည်ထိုင်ရဲတပ်ဖွဲ့ဝင်ကဆွဲချက်တင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်ထိုင်နိုင်ငံဆိုင်ရာမြမတန်မန်ဟောင်းဦးကျော်စွာမင်းကိုတန်တမန်နေအိမ်မှာဖိမပေးမှုနဲ့ပြည်ထိုင်ရဲတပ်ဖွဲ့ကဆွဲ ဲချက်တင်လိုက်တယ်လို့ရိုက်တာသတင်းတရရသိရပါတယ်။ပြည်တိန်နိုင်ငံဆိုင်ရာမြန်မာတန်မှန်ဟောင်းဦးကျော်စွာမင်းကိုလန်ဒန်မြို့ရှိတန်တမန်နေအိမ်မှာဆက်လက်နေထိုင်ပြီးမဖယ်ရှားပေးမှုနဲ့ပြည်တိန်ရဲတပ်ဖွဲ့ကဆွဲချက်တင်တာဖြစ်ကြောင်းဦးကျော်စွာမင်းကိုစစ်ကောင်စီကတန်မှန်ရာဒူးမှာဆင်အာနာသိမ်းပြီးရဲ့နောက်လအနေငယ်ကြမှာဖယ်ရှားခဲ့ကြောင်းဦးကျော်စွာမင်းကဒေါအောင်ဆန်းစုကြည်ကိုပြန်လွတ်ပေးဖို့တောင်းဆိုခဲ့ပြီးရဲ့နောက်စစ်ကောင်စီက၎င်းရဲ့နေရာကိုတန်မှန်တင်နဲ့အစားထိုးခဲ့ကြောင်းသိရပါတယ်။ဦးကျော်စွာမင်းကလန်ဒန်မြို့ရှိတန်မှန်ကြီးနေအိမ်ကိုစစ်ကောင်စီတန်ယုံထံကို လွှဲပြောင်းပေးဖို့ညှင်းဆန်ခဲ့ပြီးစစ်ကောင်စီမှတရားမဝင်ကြောင်းပြောဆိုပါတယ်။ဦးကျော်စွာမင်းကိုတန်တမန်ဆိုင်ရာပိုင်နဲ့ကျူးလွန်မှုနဲ့လွန်ခဲ့တဲ့သတင်းပတ်တွင်ဆွဲချက်တင်ထားပြီးမေလ30ရက်နေ့ကတရားရုံးမှာတရားရုံးထုတ်မှာဖြစ်ကြောင်းပြည်တွင်ရဲတပ်ဖွဲ့ကဆိုပါတယ်။စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့်ပြည်တွင်ရဲတပ်ဖွဲ့ကဦးကျော်စွာမင်းကိုတန်မတ်ကြီးနေအိမ်မှာထွက်ခွာပေးဖို့တိုက်တွန်းထားပါတယ် accountability project မှာ လက်ရှိတမ်မဟောင်းဦးကျော်စွာမင်းကိုဆွဲဆိုထားတဲ့အမှုကိုရပ်တန့်ဖို့ပြည်ထောင်စုရရှိနေချို့ကိုတိုက်တွန်းပါတယ်။ပြည်ထောင်စုရကမြမဒီမိုကရေစီရေးကိုထောက်ခံတဲ့အနောက်နိုင်ငံများအနက်တစ်ခုအပါအဝင်ဖြစ်ပြီးမြမစစ်ကောင်စီနဲ့မိဖက်များကိုဒဏ်ခတ်ပိတ်ဆို့အရေးယူထားတယ်လို့သိရပါတယ်ရှင်။ပြည်သူများအစုလိုက်အပြုံလိုက်ဒေသုံစီခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေကစစ်ရစမှုကျူးလွန်ခြင်းဖြစ်လို့စစ်ကောင်စီကတာဝန်ယူမှုတာဝန်ခံမှုရှိရလိမ့်မယ်လို့အင်အေးကတတိပင်းရဲ့ကြောင့်တင်ဆက်ပေးပါမယ်။အရက်သားပြည်သူများကိုအစုလိုက်ပြုံလိုက်ဒေသုံစီခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာ ်တပ်ကစစ်ရဆွေးမှုကျူးလွန်ခြင်းဖြစ်ပြီးစစ်ကောင်စီကတာဝန်ယူမှုတာဝန်ခံမှုရှိရလိမ့်မယ်လို့အေအာရခတပ်တော်ပြောရေးဆိုခွင့်ရှိသူခိုင်ဒုက္ခကတတိပေးပါရယ်တရင်ဌာနတွေကပြည်သူများတည်ဆုံစင်ခဲ့တဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးအေအေရဲ့သဘောထားကိုဆက်သွယ်မေးမြန်းစဉ်၎င်းကထပ်ပါတိုင်းပြောဆိုတတိပေးလိုက်တာပါဒီလိုမျိုးဗာတိုက်ပွဲမှာမရှိတဲ့နေရာမှာအကြံဖက်စစ်ကောင်စီကအယက်သားပြည်သူတွေကိုဥတီပြီးတော့မှရှိရွယ်ချက်ရှိရှိတိုက်ခိုက်တယ်ဆိုတာကဒါဟာစစ်ရဆွေးမှုကိုပြောင်ပြောင်တင်းတင်းကျွလွန်လာဖြစ်တဲ့ဒီစစ်ရဆွေးမှုအတွက် န်းတာဝန်ယူမှုတာဝန်ခံမှုရှိရမှာဖြစ်တယ်လို့အင်ပြောင်းခွင့်စုဝင်ရှိသူခိုင်တုခါကပြောပါတယ်။ မနေ့ကမေလ23ရက်နေ့ရသေးတာမျိုးနဲ့ထွန်းရွေရွာဟောင်းမှာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တဲ့အတွက်ပြည်သူများထိခိုက်ဒေဆုံးခဲ့ပြီးနေအများပြပျက်စီးခဲ့ရကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်မေလ23ရက်နေ့မနက်09:05မိနစ်မှာရသေးတာမျိုးနဲ့ထွန်းရွေရွာဟောင်းကိုအကြမ်းဖက်စစ်ကောင်စီကဂျက်ဖိုင်တာနဲ့ပေါင်900နှလုံးချင်းချသွားတာရှိရဲ့ဘုံချင်းချမှုဖြစ်စဉ်မှာဒေဆုံးမှုကတော့12ယောက်ရှိနေပြီးနောက်ထပ်ဒဏ်ရာရသူကတော့23ရှိရဲ့အိမ်လုံး20လောက်ပျက်စီးသွားတာရှိရဲ့တဝက်တစ်ပြက်ပျက်စီးသွားတာက10ခန်းရှိပါတယ်လို့ခိုင် ်သူခါကပြောပါရယ်အကြံဖက်စစ်တပ်ကတပင်းရင်းမြို့နယ်မှာလည်းမေလ12ရက်နေ့မနက်ပိုင်းစတင်ကျောင်းပေါ်လီရင်နဲ့ဘုံချင်းချခင်ရာကျောင်းသားကျောင်းသူကလေးငယ်20နဲ့ဆရာမနှောင်းပါဝင်စုစုပေါင်း20နှောင်းတည်ဆုံခဲ့ပြီးအများအပြားထံရရရှိခဲ့ပါရယ်အခုမေလကုန်ပိုင်းဒီစစ်ကောင်စီတပ်ကအပြစ်ခတ်ရဲစိုင်းကြီးကြီးညာထားတော့လေလီကျောင်းတိုက်ခိုက်မှုတွေကိုအခုရက်ပိုင်းတွင်စက်တိုက်ဆိုသလိုတူးမြင့်ကျူးနုံမှုတွေလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းတော်လိုင်းတပ်ဖွဲ့တွေကသုံးသပ်ပြောဆိုပါရယ်နောက်ထပ်တပုတ်အနေနဲ့ပခုတ်ကူမျိုးဝင်တမတရားတက်မှပုံမှုတအုပ်ပိုင်းဆိုင်နဲ့ KTV ကိုဝင်ရောက်စီ နင်းစဉ်စစ်တပ်အခိုင်စီတအုပ်ကိုတနက်တလက်ပြင်အရှင်ဖမ်းမိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းပခုတ်ကူမြို့ဝင်တမတရားတမဘုံမှုတအုပ်ပိုင်ဆိုင်တဲ့ KTB ကိုဝင်ရောက်စီးနင်းစဉ်စစ်တပ်အခိုင်စီတအုပ်ကိုတနက်တလက်နဲ့အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။မေလာစရရနေ့နေ့လယ်တနင်္ဂနွေကမှပခုတ်ကူမြို့ဝင်တမတရားတက်မှပုံမှုတအုပ်ပိုင်ဆိုင်တဲ့ KTB ကိုပြည်သူများသတင်းပေးဖို့ကြံရအောင် ဘတ်ဒန်ဆက်စ်ဘာမာဖို့စ်အဖွဲ့နဲ့အခုပခုတ်ကူမျိုးနဲ့တရင်တင်ပြည်သူ့ကာကွယ်ရေးဘော်တွေကဝင်ရောက်စီးနင်းခဲ့ပါတယ်။အဲ့ဒီလိုဝင်ရောက်စီးနင်းရမှာဇက်စီဇက်ပစ္စတိုတလက်နဲ့အကြမ်းဖက်စစ်ကောင်စီခိုင်းစီလက်နက်ကင်တအုပ်ကိုဖမ်းဆီးထိန်သိမ်းခဲ့ကြောင်းဝင်ရောက်ဖမ်းဆီးထိန်သိမ်းပြီးချိန်မှာ Better Success Burma Force အဖွဲ့နဲ့ပခုတ်ကူမျိုးနဲ့တရင်တင်ပြည်သူ့ကာကွယ်ဖွဲ့ရဲဘော်တွေကထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျာ။ စင်ရေးရှိန်မြင့်မာတဲ့အခြေရောက်နေပြီဖြစ်လို့ပြည်သူများအနေနဲ့အကြံပတ်စစ်တပ်နဲ့၎င်းတို့အပေါင်းပါများရှိနေတဲ့နေရာတွေကိုအတက်နိုင်ဆုံးမသွားဖို့မြစ်တာရက်ခံထားပါရရှင်။